မိတိလာမျိုးမှာပျောက်ဆုံးနေတဲ့အသက်9နှစ်ရွယ်တမီလင်းနှီးရီကိုဆာလာအေအတွင်းနဲ့ဟာပုံနဲ့ထွက်မှတီးခဲ့ရတဲ့ကြောက်စရာကောင်းတဲ့အဖြစ်ပြက်စိတ်ကြောင်းနေသူကပုံနဲ့ရလို့သွားကြည့်ရောအထုပ်လေးတစ်ထုပ်တွေးရဆိုတာနဲ့သွားဖြီးကြည့်ရောလူသေးကြတာနဲ့စခန်းကိုဖုံးဆက်လိုက်တာကျွားရဲ့တုံးတန်ရဲ့မြောက်ဘက်ကတောဆက်လေးကတွေးရတာပါကလေးကိုပလတ်စတစ်အိတ်နဲ့ထုတ်ထားတာ ဒီဖြစ်ပျက်ကြီးကတော့မန္တလေးတိုင်းဒေသကြီးမိတိလာမြို့နယ်ဒဟတန်းကျေးရွာမှာနေထိုင်တဲ့အသက်9နှစ်ရွယ်သမီးလေးကိုဇွန်လ17ရက်နေ့မနက်7:00နာရီခန့်မှာပဲဆာလာအီတွင်းနှင်းကနေပုံနှံထွက်လာမှပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။အဖွားနဲ့အတူနေတဲ့အသက်9နှစ်ရွယ်ចောင်းသူလေးကဇွန်လ9ရက်နေ့ကတည်းကပျောက်ဆုံးနေတာပါ။လူပြောက်တိုင်ထားပါတယ် စိတ်ကြောင်းနေသူကပုံနဲ့ရလို့သွားကြည့်တော့အထုပ်လေးတစ်ထုပ်တွေးရဆိုအနေနဲ့သွားခီကြည့်တော့လူသေးတာနဲ့စခန်းကိုဖုံးဆက်လိုက်တာရွာရဲ့တုတ်တန်ရဲ့မြောက်ဘက်ကတောဆက်လေးကတွေ့ရတာပါကလေးကိုပလတ်စတစ်အိတ်နဲ့ထုတ်ထားတာအတီးကြမပြောနိုင်ပေမဲ့အဲ့ဒီညာကိုပြန်လာပြီးပြစ်ထားတဲ့ပုံစံဖြစ်နေတယ်နေခင်းပိုင်းတော့ပြစ်ဖို့မလွယ်ဘူး ပြည့်ရင်ညာဘက်လောက်ပဲပြစ်လို့ရမယ်အလောင်းကအပုံးနဲ့ထွက်ပြီးလောက်ထောင်တက်နေတော့သူတို့မပြစ်နိုင်သေးလို့တနည်းအားရမှာဖွက်ထားပြီးခုမှလာပြစ်တဲ့ပုံစံပါကလေးမလေးဆိုတာတိအောင်အလောင်းထုတ်ပေးမှာကွန်မဘူးနဲ့ဖက်နဲ့ကိုချထားပေးတယ်ကလေးရဲ့လောင်းမှာဒံရီခန္ဓာကိုယ်အနက်မှာတွေးရတယ်ကြက်ငွေ၅သိန်းနဲ့ငကက်တရံကပျောက်ဆုံးနေပါတယ်ရုပ်လောင်းကိုစာလာအိတ်ထဲတင်းတင်းကြပ်ကြပ်ချီနှောင်ထားတယ်လို့ကလေးငယ်ရဲ့ဆွေမျိုးတော်ဆက်သူတို့ကပြောပြခဲ့ပါတယ်မနင်းရီကအသက်၉နှစ်အရွယ်သာရှိပြီး လက်ရှိရွာမှာဖွားဖြစ်သူနဲ့နေထိုင်တာဖြစ်ကြောင်းဇွန်လ9ရက်နေ့ညနေ4နာရီလောက်ကပျောက်ဆုံးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ ကလေးတယောက်သွားရင်နေရညာပိုင်းတီတီရောအလုံးရှာကြတယ်။နောက်ရလေဆွေမျိုးတွေကရှာကြတယ်မတွေ့ပါဘူး။ဒီနေ့မှလောင်းတွေ့တာပါလို့အုတ်ချုပ်ရဲမှုကထပ်မံပြောပြခဲ့ပါတယ်။လက်ရှိမှာတော့ကလေးမလေးရဲ့ယုံလောင်းကိုတော့တက်ဆိုင်ရရဲတပ်ဖွဲ့ကမိထီလာပြည်သူစေယုံကြီးကိုပို့ဆောင်ခဲ့ကရင်ခွဲစစ်ဆေးမှုပြုလုပ်နေကြောင်းနဲ့လူသက်ပြီးလောင်းဆုပ်ဖြစ်ခဲ့တဲ့တရားခံကိုတော့ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။သားသမီးများကိုမွေးထားတဲ့မိဘတိုင်းလည်းကိုယ့်ရဲ့သားသမီးများကိုတေးချခရူးဆိုင်ပါလို့ထပ်မံမှာကြားလိုက်ပါတယ်။ မြန်မာမူခင်း channel လေးကိုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးလည်းပြီးရင်အားလုံးကနေကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။နောက်နောက်များမှလည်းသတင်းများကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုလိုက်ပါတယ်။ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။